ျွန်တော်နဲ့စာအုပ်များ channel ကနေကြိုဆိုပါရစေ။စိတ်ဝင်စားဖို့ရအတန်ဇလန်းတွေကိုအသစ်တင်နိုင်နားဆင်နိုင်ဖို့အတွက် channel လေးကို subscribe လုပ်ထားကြပါခင်ဗျာ။ထွန်တန်း၏ဇာတိဖြစ်သောမော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိတပြေချောင်းရွာ၏ဘုံအင်းကျောင်းမှာနှစ်ထပ်ကျောင်းကြီးဖြစ်ပြီးအလွန်ကျယ်ဝန်းပါသည်။၎င်း၏အနီးတွင်မူလာတန်းစာသင်ကျောင်းတစ်ကျောင်းနှင့်ဘုံအင်းကျောင်းဝင်းတွင်ဇေဒီတစုအုတ်တိုက်တင်ကြီးတစ်ခုရှိသည်။ထိုတိန်တိုက်ကြီးထဲတွင် အလျားရှိသောဥပလင်အမြင့်ပေါ်၌ဗုဒ္ဓရုပ်ဘွားတော်၅သူတည်ရှိသည် ထိုသိန်းကြီးကညအခါတွင်တရဲ၆သည်ဟုနာမည်ကြီးနေ၏ညဘက်တွင်ပန်းရေကျန်းစီမီကတ်လူရဲ့ចောင်းသားတိုင်းကိုရင်တိုင်းမတော်ရဲကြပေ။တွားရဲသူများမှာထွန်းတန်းနဲ့အဖော်၅ယောက်သာရှိကြသည်။ထိုသိန်းတိုက်တဲတွင်ညလုံးပေါက်တယောက်တည်းအရဲလျင်အရဲအလောင်းစားလောက်ကြ၏။တယောက်စီအလဲကြအိတ်ကြရာတယောက်တစ်မျိုးတရဲ၆ခံကြရာ၏။တချို့ကမအရဲပဲထွက်ပြေးရသည်ဟုဆို၏။ထွန်းတန်း၏အလဲတွင်တရဲ၆မခံရဟုဆိုသည်။ ဖုံးကြီးကထွန်းတန်းနဲ့အဖော်ငါးဦးကိုနောက်ထိုးသွင်းမလို့ရန်ခေါ်ဆူခဲ့သည်ထွန်းတန်းသည်ကျောင်းတွင်လေးတန်းကျောင်းသားဖြစ်ပြီးဖုံးကြီးကျောင်းတွင်လည်းကျောင်းရီကျောင်းသားနေသည်သူနှင့်အတူကျောင်းသားအဖော်များနှင့်ကိုရင်းများလည်းနေကြသည်စားသင်အတူကစားလည်းအတူတူညအိလည်းအတူတူအဖော်များနှင့်ပျော်ရွှင်စွာနေခဲ့ရပေသည်ထို့သောနေထိုင်ခဲ့ရသည့်အချိန်ကာလမှစတင်၍ထွန်းတန်းတယောက်ပရာလောကသားများနှင့်တွေ့ကြုံခဲ့ရလေသည်။ဘုံကြီးเจ้าဤရှေ့ဘက်တွင်တပြေပင်ကြီးတစ်ပင်အုပ်အုပ်ဆိုင်ဆိုင်တည်ရှိနေ၏။ ကျောင်းတော်ကြီးမျက်နှာစာတွင်အနာတစ်ဖက်လျင်ပေတရားကျော်ရှိသောမြေပြင်ကွက်လက်ကြီးရှိထိုမြေကွက်တွင်ကျောင်းသားလေးများဘောလုံးကန်ကစားနေကြ၏တညနေတွင်ထောင်းသန်းတို့အခေါ်တိုက်ဘောလုံးကစားကြရာနေဝင်ဤတီယောအချိန်တို့ရောက်ရှိလာ၏ကျောင်းသားတယောက်ကဂိုးပေါက်ထဲသို့ဘောလုံးကိုကန်သွင်းလိုက်ရာဂိုးပေါက်ချော်ပြီးဘောလုံးပျောက်သွား၏ဘောလုံးသည်တပြေပင်ကြီးဘက်သို့ရောက်သွားသည့်ဖြင့်အားလုံး၏မျက်လုံးစုံကထိုပင်ကြီးစီသို့ဝိုင်း၍ကြည့်လိုက်ကြသည် ထိုအခါဘောလုံးကစားနေသည်ကိုကြည့်နေကြသည်ဟုယူဆရသောယောက်ျားလေး၅ယောက်မိန်းမ၃-၄ယောက်နှင့်ကလေးချို့တို့သည်အပင်ကြီးပဲ့စီတို့လှည့်သွားကြပြီးချက်ချင်းပြောက်ွယ်သွားသည်ကိုထွန်းတန်းတို့လူစုအားလုံးမြင်တွေ့လိုက်ရသည်။သူတို့အားလုံးရုတ်တရက်မှင်တက်သွားပြီးတယောက်ကိုတယောက်ဒိုလုံးဒိုလုံးနှင့်ကြည့်မိကြလေ၏။အဘဲကြောင့်ဆိုသောရခင်နေများကရခိုးကဲ့သို့တကူးတကလာရောက်ကြည့်ရှုသူတယောက်မှမရှိသောကြောင့်ဖြစ်လေသည်။ ထို့သောတအူးကိုတအူးဘလို့လဲဟူသောအကြည့်ဖြင့်ကြည့်မိကြပြီးစကားမပြောရဘဲဘောလုံးကိုအပြေးလွှားဝိုင်းဝန်းရှာပွေကြ၏ဘောလုံးမှာခါဝဲဝဲသို့မရောက်နိုင်ရှုပ်ထွေးသောခြုံများလည်းမရှိသို့သောရှာမတွေ့ကြပေထို့သောရှာဖွေနေစဉ်အစိမ်းရောင်ဘောလုံးလေးတစ်လုံးကွင်းပြင်ထဲသို့ကြာရောက်လာ၏ဘဲကဘလို့ရောက်လာမဲမသိရပေဟာဘောလုံးလေးကပြောပြောဆိုဆိုတယောက်ကပြေးကန်လိုက်ဘောလုံးကလဲထွက်လာသည် နောက်တယောက်ကပြေးကန်ပြန်သည်ဘောလုံးက ခုံပေါက်နေသည် ဤသို့ဖြင့်ကြံလူများသည်ပြောင်းနေသောဘောလုံးကိုဆက်မရှာကြတော့ဘဲဝင်ရောက်ကန်ကြရာတွင်ကွင်းထဲတွင်ចောင်းသားလေး22ယောက်လုံးရောက်ရှိနေကြပြီးတော့နောက်ထပ်အဝါရောင်နှင့်အနီရောင်ဘောလုံးနှလုံးထပ်မံရောက်ရှိလာပြန်သည်ចောင်းသားလေးများလည်းတွေ့ရာကြုံရာဘောလုံးကိုကန်ကြလေတော့သည်သူတို့သည်ဘောလုံးများဘယ်လိုပဲနည်းရောက်လာသည်ကိုမစင်စားဘဲကစားဖို့သာအရေးထားနေကြလေသည် တဝုန်းနဲ့တဝူးအလူရဲ့ကံညာသောအခါဘောလုံးများသည်ဝေဝဲလွင့်ပြန်နေပြီးနေရိုင်းသွင်းချိန်မှောင်ဤပြိုးစာရောက်၍မှောင်လာမှသာလျှင်တလုံးပြီးတလုံးပျောက်ွယ်သွားကြကုန်၏။မှောင်လဲမှောင်ဘောလုံးများလဲပျောက်သူတို့လဲနားကျင်ရောက်၍နားလိုက်ကြပြီးရေစင်းချိုးကြရ၏။ဟေးငါတို့ကဘောလုံးမရှိလဲကံလို့ရတာပဲကွာ။တယောက်ကပြောလိုက်သည်။မင်းကအဲ့ဘောလုံးတွေကိုထိရလား။နောက်တယောက်ကမေးလိုက်ရန်ထိုးเจ้าသားလေးကြောင်သွား၏။ထိုးခါထုံးသားကဝင်၍ မင်းရောဘလို့ထင်တယ်လဲပြန်မေးလိုက်တော့ကထိုเจ้าသားကငါတော့မထီဘူးကွာဘလို့ကန်းကလုံးဝမထီဘူးကွာဒါပေမဲ့ကန်လိုက်တဲ့ကဘောလုံးကိုလုံးဝမထီပဲဘောလုံးကတို့လိုလိုလွင့်ဆင်သွားပြီးတော့ကွင်းထဲကိုပြန်ဝင်လာတာပဲကွာအရန်ကိုထူးဆန်းနေတာပဲကွာထိုးနောက်เจ้าသားလေးများအားလုံးကတယောက်တစ်ပါးကိုပြောကြကုန်ပြီဟဲ့အောင်နေဘသူကန်လုံးမထီမှာမဟုတ်ပါဘူးကွာအေးဟုတ်တယ်နော်ငါတို့လည်းကန်လို့မထီဘူးကွာအနာကပ်ပြီးကန်တာတော့မထီပဲနဲ့ဘောလုံးကရွေ့သွား အပေါ်ကိုမြောက်တက်သွားလိုက်ပြန်ကြလာလိုက်ဖြစ်နေတာပဲကွအေးကွငါလက်နဲ့လိုက်ဖမ်းတာတော့မရဘူးခိုင်းလို့မရဘူးလွင့်ပြန်သွားတယ်ဘလို့မှဖမ်းလို့မရဘူးဟဲ့ဟုတ်တာပေါ့ကွာငါတို့ကကိုနာရောက်လာလို့ကဲနေမထီဘူးအစိမ်းရောအဝါရောအနေရောသုံးလုံးစလုံးဝေ့ပြန်နေတာတော်တော်ထူးဆန်းတာပဲကွဒါပေမဲ့ကွာငါကန်တာမထီပေမဲ့မင်းတို့ကန်နေတာကိုကြည့်ရတာထိတယ်လို့မြင်နေရတယ်ကွာဟေးဟုတ်တယ်ငါတို့ကလည်းအဲ့လိုပဲထင်နေရတာကိုကန်တာမထီပေမဲ့တမ ्या ကန်တာကိုကြည့်ရတာထိတယ်လို့ထင်ရတ အဲ့ဒါဘလို့ဖြစ်တာလဲမသိဘူးနော်တိတ်ကိုထူးဆန်းနေတာပဲကွာအေးဒီလိုဆိုကံလို့ထီးတဲ့သူဘယ်သူမှမရှိဘူးကွာအဲ့ရောအဲ့ရောဟေးထို့တို့ပြောကြဆိုကြရင်ရေချိုးရမှာတက်လာကြတော့အခါထုံးသန်းကတခုခုသတိထားမိတယ်လို့ပြောလိုက်ပြီဒါနဲ့နေပါအောင်ကွာငါပြောအောင်မယ်ခေါင်းနေမင်းတို့သတိထားမိရဲ့လားငါတို့ဘောလုံးမပြောက်ခင်ကငါတို့တွေကသားနေရအောင်တပြေပင်ကြီးအောက်ကနေကြည့်နေတဲ့သူတွေမင်းတို့တွေးကြဟာဟုတ်တယ်ငါတို့အားလုံးတွေးကြတယ်ဟုတ်တယ်မဟုတ်လားအေးဟုတ်တယ်လေငါတို့အားလုံးအကုန်မြင်တယ်လေ เอ๊ะဒါပေအဲ့ဒါဘယ်သူတွေလဲကွာဘယ်ရလူတွေလဲဆိုတော့ငါတို့မသိဘူးလေကွာရွာထဲကလူတွေတော့မဟုတ်ဘူးကွာကဲဒါဆိုရင်သူတို့မျက်နာတွေကိုမင်းတို့မတွေ့ဘူးလားမမှတ်မိဘူးလားအေးကွာငါတို့တွေ့ရမြင်ရပြီမဲ့သူတို့မျက်နာတွေကိုတက်တက်ကိုကိုမမြင်ရဘူးကွာအဝဲသားတွေကလည်းစိမ့်စိမ့်ကွာဝါနီနီတွေအေးအောင်တောက်တောက်တွေလူစိမ့်တွေပဲကွာထူးဆန်းနေတယ်လူရောဖန်တဲ့တရားတွေလားမသိဘူးကွာဟုတ်ပါရဲ့ကွာသူတို့မျက်နာတွေကိုအကြည့်မခံနိုင်သလိုနဲ့တစ်ဖက်လဲသွားတဲ့လူတွေနဲ့တက်တက်ကြီးတဲ့လူတွေကြတော့လေမျက်နာတွေကမပီသာဘူး တရေတစေတွေလားဥစ္စာဆောင်နေမြဖြစ်နေသလားတော့မသိဘူးကွာဟာဟုတ်တယ်နော်တကယ်ဖြစ်ချင်ဖြစ်နေမှာကွာပြောလို့မရအောင်တော့မင်းတို့မကြောက်ဘူးလားဘာလို့ကြောက်ရမှာလဲကွာလူပဲဥစ္စာအေးပါအေးပါတော်ကြတကယ်တရေဖြစ်နေမှာခက်နေအောင်မယ်တရေကကုတ်ခွာသီးပြီးလဲမင်းညက်လိုက်လို့မျက်လုံးပြူးရှာထွက်ပြီးဟုတ်ပဲဖြစ်နေအောင်မယ်အမေလှုပ်ကြည့်လိုက်စမ်းပါကွာတရေမကလို့ဘာကောင်းကြီးမဖြစ်ဖြစ်ငါထီရင်တော့ပြန်စော်မှာပဲကွာတရေဟောပါဟောမထားဟမ် မင်းကတဲတတ်တိကောင်းပါလားကွတော်ကြဥစ္စာဆောင်ဖြစ်နေတော့မှမင်းကိုလိပ်ပြနှုတ်သွားပြီးလူချင်းလဲလိုက်လို့ဟုတ်ပေဖြစ်နေဦးမယ်အားလုံးကဝိုင်းရကြလေသည်ထိုးကတဝူးနဲ့တဝူးစကန်တိုင်းလူရင်းမှရန်ထဖြစ်ပြီဆိုသည်ဖြစ် ထုံးတန်းကဝင်ပြောလိုက်သည်ကဲကဲကဲဟဲကောင်လေးဟဲကောင်လေးတော်ကြပါတော့ကွာဘာမှမဟုတ်တာနဲ့အချင်းချင်းစကန်တိုင်းလူမနေကြနဲ့တော့တော်ညာနေဟိုမမြင်နိုင်တဲ့အကောင်ကလာပြီးမင်းတို့လေစည်းကိုမမြင်ရတဲ့လက်နဲ့ဖြစ်လိုက်လို့အောင်မလေးပြအော်ပြီးပြုတ်ထွက်သွားအောင်ပဲ အားလုံးကဝိုင်းရီပြီးပွဲကြသွားလေသည်တို့နေသူတို့ညနေစာကိုကြောင်းနေအတူစားကြ၏ခုံရင်ကြောင်းသား12ယောက်နှင့်ညကြောင်းတက်သော၄ရန်ကြောင်းသား13ယောက်တို့ရှိကြရာအားလုံး25ယောက်ခန့်ကြောင်းနေအိတ်ကြသည်ကြောင်းသားများကအိမ်မှသမိုင်းညံယူလာ၍စူပေါင်းစားကြသည်ညသာစားပြီးနောက်ည9နာရီမှ10နာရီထိ စားကြကြရသည် စားရမရကိုဆရာကတယောက်ချင်းစစ်ဆေးသည်တို့ဖြစ်၍9နာရီမထိုးမီတွင်ထုံးသန်းသည့်ညနေကအဖြစ်အပျက်ကိုပြန်ပြောလေသည် ညီမဟဲ့အောင်လေမင်းတို့ငါတို့အားလုံးဘောလုံးပြောက်တာကိုရှာဖို့တပြေပြင်းကြီးဘက်ကိုထွက်လာတော့အပင်အောက်ကလူတွေကိုအားလုံးမြင်တယ်မဟုတ်လားကွာအေးဟုတ်တယ်လေမြင်တာပေါ့အေးကွာအဲ့ဒါငါအတင်ပြောရရိုးရိုးလူတွေမဟုတ်ဘူးကွာနာနာဘဝတွေဖြစ်နိုင်ဘာဖြစ်လို့လဲဆိုတော့ကွာမင်းတို့တိကျတဲ့အတိုင်းပဲမျက်နှာကိုလည်းအထင်ရှားမမြင်ရဘူးသူတို့ကလည်းအမြင်မခံဘူးပြီးတော့ငါတို့ကဘောလုံးပြောက်တာကိုရှာဖို့အာယုံဆိုင်တုံးမှာပဲသူတို့ကတက်ပင်အောက်မှာပဲရုပ်တရက်ချက်ချင်းပြောက်သွားကြဘယ်ကောမှထွက်သွားတာလည်းမတွေ့ရပဲရုပ်ကြီးဖြတ်ခနဲ့ပြောက်သွားတာလေနောက်ပြီးတော့ဘယ်ကနေဘလို့ရောက်လာမှမသိတဲ့ဘောလုံးတွေရဲ့ ငါတို့ကအဲ့ဒီဘောလုံးတွေကိုကန်လို့ထိလို့မရတာရဲ့ဖမ်းယူလို့တောင်မရပဲလှုပ်ရှားလွှင့်မြန်နေတာလေးရဲ့ဟာနာနာဘွားတွေလုံနေတာလို့ငါထင်တယ်ကွာအေးကွာဟုတ်တယ်ကွာဒီလိုဖြစ်တာသိထူးစမ်းတယ်ငါတို့လည်းဒီတကားပဲဂျုံမှုသေးတယ်ထုံးနေရမင်းပြောတာဖြစ်နိုင်တယ်ကွာဘောင်းမှလွဲရောငါတို့လည်းအဲ့လိုပဲထင်တယ်ကျော်မြင့်ကထောက်ခံလိုက်ပြီးအားလုံးကလည်းသူတို့ဤအထင်မြင်ကိုပြောကြလေထို့နောက်သူတို့အားလုံးစာကြက်ကြပြီးည10နာရီတွင်အိတ်ကြလေတော့ဤ ထိုအကြောင်းကိုကိုရင်မြတ်သိသွားကြပြီးဖုံးတော်ကြီးရဲ့ဆောက်ထားကြ၍နောက်တနေ့၌ဖုံးတော်ကြီးကသူတို့အားခေါ်ယူမိမြန်လေသည်သူတို့ကလည်းဖြစ်ကြောင်းကုန်စင်ကိုအမှန်အတိုင်းဖြေကြားဆောက်ထားကြလေသည်ဖုံးတော်ကြီးကမင်းတို့အကြောင်းသားတွေနောက်ရက်တွေမှာဘလုံးမကန်ရဘူးဟုတားမိထားလိုက်လေသည်နောက်တနေ့ညနေမှာပဲနေဝင်ရီဒီယိုအချင်းတပြေပင်ကြီးအောင်၌မိမ၅ရောက်ဟိုလျှောက်ဒီလျှောက်သွာလာနေသည်ကိုတွေ့ကြရသည်ရေကန်ဘက်သို့သွားသောအကြောင်းသားတချို့ကလည်း ကံဝံဝရင်ထိုင်နေသော မိမ၄၅ယောက်ကို အထင်ရှားတွေ့ကြရသည်ထိုအကြောင်းအရာနှင့်ပတ်သက်၍တို့တို့ကြောင့်သာအချင်းချင်းအတွေ့အကြုံများကိုပြန်လည်ပြောဆိုကြလေသည်အေးကွာအဲ့ဒီမိမတွေကိုရွာထဲရလာလို့ဖြုံးမနဲ့ထင်မိသေးတယ်ကွာဒါပေမဲ့ရွာထဲရမုံမဲသတိထားကြည့်တော့တိတာတယ်ကွာရွာထဲကဒီနေရာကိုဘယ်သူမှလာမတိုင်ဘူးလေပြီးတော့ဝတ်ထားတဲ့အယောင်တွေကတမျိုးပဲကြောခိုင်းထိုင်နေတာများတယ်ကွာတချို့ကဘေးတစောင်းနေတာမျက်နှာကိုဘေးတိုက်ပဲမြင်ရဘယ်တော့မှတက်တက်လှဲ့မလာဘူး သူတို့အနားကိုရောက်တော့မျက်နှာချင်းဆိုင်တွေ့ရင်လည်းမျက်နှာကဝါတာတာနဲ့မပီးပြင်းပြီးတော့သူတို့ချင်းချင်းချေရလန့်နဲ့စကားပြောနေတာတော့တွေ့ရဒါပေမဲ့အနားနီးနေပြီမဲ့မကြောက်ဘူးကွာသူတို့နားကိုတုတ်ကပ်ပြီးတော့လည်းမသွားရဲတော့ပါဘူးကွာကိုရင်များနဲ့ចောင်းသားများစုစုပေါင်းအင်အား30ခန်းများရှိလာ၍ចောက်ရကောင်းပန်းမသိကြပဲပရာလောကသားများနဲ့ထုံးတန်းတို့လူစုမှာအတွေ့အမြင်များပြီးရင်ပါနေကြပေသည်ထို့သောနောက်ထပ်အတွေ့အမြင်ရသည့်ပရာလောကသားများကိုចောင်းအနီးနား၌ဖုံးဝင်းကိုယ်တိုင်လည်းတွေ့မြင်ရသဖြင့် နောက်တနေ့နနက်တွင်ဖုံးဝင်းကရွာထဲရှိယမိယပါများနှင့်ចောင်းသားမိပါများကိုဆင့်ခေါ်ကအလူဒါနာဝဲပြုလို့ရန်နှင့်ပရိတ်တော်များရွတ်ဖတ်ပူဇော်ခြင်းအမြာတမ်းပေးဝေခြင်းကမွန်ဝါဖတ်ခြင်းတို့ကိုပြုလို့ရန်စီဝေးတိုင်မိလေ၏။ဒကာဒကမတို့ဖုံးဝင်းကဒီလိုအစီအစဉ်ကိုဘာကြောင့်ပြုလို့ရတာလဲဆိုတော့မကျွတ်မလွတ်သေးတဲ့ပုံကိုယ်ကြီးကျွတ်ဖို့အချိန်တန်ရင်လဲကျွတ်လွတ်သွားဖို့ မကျွလွတ်နိုင်သေးတဲ့သူတွေလည်းကိုယ်တိုကောင်းကျိုးခံစားရပြီးလူတွေကိုအထိတ်တလန့်ဖြစ်စေတဲ့ပြုမှုလှုပ်ရှားမှုတွေကိုနောက်နောက်ဘာတစ်ခုမှမပြုလုပ်ကြစေဖို့အတွက်ဖြစ်ပါတယ်ဟုံးတော်ကြီးကចောင်းသားများထိုးရံများအတွင်းရေကူးခြင်းတစ်ပင်တက်ခြင်းကစားခြင်းများမပြုလုပ်ကြရန်တမ်းမြစ်ထားပါသည်။နောက်သုံးရက်ခန့်ကြာသောအခါဖုံးဝင်းចောင်းတွင်ပဝင်းညင်ရွာများမှဖုံးတော်ကြီးများအပင်ဖိ၍တန်ငှဒါနဆုံးလူပွဲနှင့်ပရိတ်ရွအမြဝီကမောဝဘတ်ချင်းတို့ကိုစီမံဆောင်ရွက်ကြလေသည်။ စုံလူဝဲပြုလို့၏မြင့်တာဖို့အမြဝေချင်းတို့ကိုဆောင်ရွက်ပြီးသည့်နောက်ပိုင်းတွင်ဟိုနာဒီနာတော်၌တွေ့နေမြင်နေရသောပရာလောကသားများကိုလုံးဝမတွေ့ရတော့ပေသို့သော အလူပွဲပြီးနောက်တစ်နေ့ညတွင်ရွာလယ်ပိုင်း၌နေထိုင်သော အသက်90နီးပါးခန့်လူပြိုကြီးကိုပတင်အားအိမ်မက်ပေးသည်ဟုထုံးတမ်းသို့ရွာသားများသိကြရသည် အိမ်မက်အကြောင်းကိုတော့မြည်သူများတိတိကျကျမသိရသေးပေသူ့အားမေးလျင်လည်းမပြောကြနောင်ခါတွင်မှသိရသည်မှာအိမ်မက်ပေးသူက သူ့ဟာမိသားစုကိုမပြောရမတိုင်မရအခြားသူများကိုလည်းမပြောရဟုပြိပင်ထားသောကြောင့်ဖြစ်သည်အကယ်၍ပြောမိလျင်အခွင့်အရေးဆုံးရှုံးမိအပြင်အန္တရာယ်ရှိနိုင်သည်ဟုတတိပေးထားသည်ထို့ကြောင့်ကိုဗတ်တင်သည်အိမ်မက်နှင့်ပတ်သက်၍မိသူကိုများမပြောတော့ပေဤသို့ဖြင့်နောက်ထပ်6လခန့်ကြာသောအခါကိုဗတ်တင်၏အိမ်မက်အကြောင်းဖြစ်ပျက်ပုံအလုံးစုံကိုသူ၏မိသားစုနှင့်ရင်းနှီးသောသူများထံမှတဆင့်ရွာသူရွာသားများကြားသိကြရလေသည် ကိုဘတင်ဤအိမ်မက်ဖြစ်ပုံအလုံးစုံမှာဒီလိုဖြစ်သည်ထိုညကကိုဘတင်သည်ဖျားဝေပြူပြီးအမြာတမ်းဝေ၍ည9နာရီခွဲခန့်တွင်အိတ်ချင်လာသည်ဖြစ်အိယာဝင်ခဲ့သည်ရှင့်ကိုလောင်းလေတစီပေးခဲ့မယ်ကျမတို့ကပြောင်းရရွှေ့ရတော့မှဆိုတော့ပစ္စည်းတချို့ကိုပေးတဲ့လူပေးခဲ့မှာပါရွာသားတွေအလူတန်းပြုတ်လောက်ကြပြီးအမြဝေတဲ့အတွက်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်။ဒါတို့ခေါ်ရလို့ကျမတို့မှအထူးကျေးဇူးကြီးမားပါတယ်။ရှင်ရရှိတဲ့ပစ္စည်းကို အဲ့ဒီလောင်းလေးကိုရှင်းမသာရှင်းရောင်းညင်ရောင်းသုံးညင်သုံးကြိုက်တယ်လို့ပြုလုပ်နိုင်တယ်ဒါပေမဲ့ဘသူကိုမှမပြောရဘူးမတိုင်မရဘူးရှင်းမိသားစုကိုရောအခြားသူတွေကိုရောမပြောရဘူးမတိုင်မရဘူးရှင်းအကယ်၍ပြောဆိုတိုင်မြင်ပါကအခွင့်အရေးဆုံးရှုံးမယ်ကြားသိနာမရပဲအန်ဒီရန်အောင်ရှိနိုင်ပါလေအဲ့ဒါကိုတော့တတိထားပါပြီးတော့ရှင်းကိုပြောရအောင်မယ်အခုလာမဲ့လာပြီညမှာရွာထိတ်ကခုံရင်းကျောင်းနဲ့မနီးမိုးအိမ်မှာရှိတဲ့မကြီးပင်ကြီးအောက်ကိုညင်းဦးပိုင်းတွင်တယောက်တည်းအရောက်လာခဲ့ ဘသူကိုမှအတိမပေးပဲအဖေါ်မခေါ်ပဲဆက်ဆက်လာခဲ့နော်သူဟာအိမ်မက်တဲတွင်ခါကြောကြောမျိုးသမီးတူမှထိုတို့ပြောဆိုပြီးပျောက်ွယ်သွားလေကိုဘတင်သည်အိမ်မက်မှရုတ်တရက်လန့်လို့လာပြီးထထိုင်လိုက်မိသူ့အိမ်တွင်သူနဲ့အတူညမအပြူကြီးတယောက်တူတယောက်တူမတယောက်တို့စုစုပေါင်း၄ယောက်နေထိုင်ကြသည်သူသည်나이ကိုကြည့်လိုက်ရာညစ်၁၂နာရီကျော်ယုံသာရှိ၍၎င်းချင်းတွင်အိမ်မက်မက်ခဲကြောင်သိရလေသည် ကိုဘတင်ဒီအိမ်မက်မက်ဒီဟူတာပြောပြီးသူဤအိမ်မက်အကြောင်းကိုမြည်သူကိုမြမပြောဘဲနေခဲ့၏သို့နှင့်တပတ်ခန့်ကြာသောအခါလပြည့်နေသူရောက်လာလေ၏တဘိုးရဲလပြည့်နေဖြစ်သည်သူဤအိမ်မက်အကြောင်းကိုပြန်စင်စားရင်ညအချိန်တွင်အဖော်မပါတယောက်တည်းသွားရင်အသိမသိတွေးနေမိမြည်သူကိုမြမပြောဘဲအိမ်မက်ထဲကအတိုင်းလှုပ်ဆောင်ရန်ခန့်နေ၏သူစိတ်ကခြေတုံချတုံဖြစ်နေသည်နောက်ဆုံးတော့သူဆုံးဖြတ်ချက်ချလိုက်၏ လာပြည်ညာ၏ညင်ဦးရန်အတွင်းည9နာရီခန့်တွင်ရွာထိပ်ကမကြီးပင်ကြီးအောက်သို့သူတယောက်တည်းထွက်လာခဲ့၏သူ၏ခါးကြားတွင်လက်ဆွဲတော်ဓမြောင်ကိုဝှက်ယူလာခဲ့သည်တရေကွားနှင့်လောက်စလုံးထဲထားသောလွယ်ဤတလုံးကိုလည်းလွှဲထားသည်သူသည်ရွာထဲမှမတော်ဘဲရွာ၏အပြင်ဘက်ကွင်းပြင်မှလျှောက်လာခဲ့ရာရွာထိပ်သို့ရောက်လာ၏တူတူတဲသာဖြစ်၏ လာပြီးညာဤလာရောင်ကတော့ထိန်ထိန်သာလျက်ရွာဤဒလီထုံးစံအတိုင်းည9နာရီကျော်လျင်တက်ကြီးကောင်းကြခြင်းဖြစ်၍လူကြီးတိတ်လျက်ရှိ ကိုဘတင်တယောက်တည်းစိတ်ချောက်ကြပွေကောင်းလာသည်သူသည် တလန်းချင်းလှမ်းလာပြီးတတိကြီးစွာထားနေရသည် တခါတရံညင်ငယ်များဤအော်မြီလျက်ထပြန်လန်သည်တိတ်ဆိတ်သောညကာလကိုဖြိုခွင်းလိုက်တဲ့ကဲ့သို့ချက်သိမ်းထတရာကောင်းလာပေသည် ရွာထိတ်ကဖုံးကြီးကြောင်းနေလဲနီးနေပေပြီ လာရောင်အောက်တွင် အိုးဆိုင်ဆိုင်မကြီးပင်ကြီးကိုလှမ်းမြင်နေရ၏ရွာသိပ်ကန်းသားဆက်ရှိခြုံတွေတစ်ခုအနီးတွင်ခဏရက်လိုက်ပြီးသူ၏မျက်လုံးများကမလန်းမကန့်ရှိမကြီးပင်ကြီးအောက်သို့ဆူဆိုက်၍အကဲခတ်ကြည့်လိုက်သည် အပင်ကြီးအောက်တွင်တစ်ပင်ရိတ်ကြောင်မောင်နေပြီးလာရောင်ကအမောင်တစ်ကွက်အလင်းတစ်ကွက်နှင့်ကျွတ်တူကျဲတဲ့ဖြစ်နေ၏သူသည် မကြီးပင်ကြီးစီသို့ခြေတလန်းညင်တိုးကပ်သွားသည်ထိုခိုင်ခြုံညားမှငှက်တကောင်လှန့်ပြီးထအပြန်တွင် ဒိန်ငနဲ့ယင်ခုံသွားကသူဤခါးကြမှဓမြောင်ကိုလက်နဲ့ဆမ်းမိလိုက်၏ကိုဗတင်သည်ယရနာသုံးပါးကိုအာယုံပြုလိုက်ပြီးတရဏဂုံကိုရွတ်ဆိုလိုက်သည်မန်တင်၍အန်ကျိတ်ပြီးလက်သီးကိုချစ်ချစ်ပါအောင်ဆုပ်ကမကြီးပင်ကြီးအောက်သို့ရဲရဲတင်းတင်းဝင်ရောက်သွားတော်၏သူ့ခန္ဓာကိုယ်မှာကြက်သိန်းတစ်ဖြန်ဖြန်ထားလျက်ဇောချွေးများပြန်လာလေ၏ယင်ခုံလှုပ်ရှားနေသောစိတ်ကိုငြိမ်စိတ်အောင်မန်တင်ပြီးနောက်ငါယောက်ျားတစ်ယောက်ပဲကွာသူဖိတ်ခေါ်ထားတဲ့အတိုင်းငါသာသာပဲဘာမှမစိုးရင်ဆိုင်ဖို့ဆုံးပြတ်ပြီးသားပဲ အိမ်မဲတဲ့အတိုင်းဂရီပြူပြီးဆောင်ရက်နေတာပဲလေငါမမားပါဘူးငါတစ္ဆာဂရီနဲ့ငါရင်ဆိုင်ပဲကွာပေတနေ့မွေးတနေ့ပဲငါဘာလို့ကြောက်ရမှာလဲစိတ်သေးကတွေးလိုက်ပြီးတတိထားကြည့်လိုက်ရာတရင်ကအတွင်းမှာပဲမကြီးပင်ကြီးပင်စီတဝိုက်တွင်ဝင်းငနဲ့လက်ကနဲ့အယောင်များတပြဲမြဲဖြာထွက်လာ၏ထို့နောက်လက်ပတ်ပြေးနေသော ဝင်းလက်လက်အရာနှစ်ခုကိုမျက်ဝါးထင်ထင်တွေ့မြင်ရလေတော့၏ကိုဘတင်သည် မျက်လုံးများကိုပုတ်တက်ကတတိကြီးစွာစူးစိုက်ကြည့်လိုက်ရာ ဝင်းငနဲ့လက်ကနဲ့လှူရှားပြေးလွှားနေသောအရာနှစ်ခုမှာရွှေလောင်းလေကလေးနှစ်စင်းဖြစ်နေသည်ကိုအံဩစွာတွေ့ရလေသည်။၎င်းတို့သည်လေလော်သားများအပြည့်နှင့်လှော်တံများကိုကိုစီကိုင်ကဒဇင်းနှင့်ဒဇင်းအပြိုင်လှော်နေကြလျက်မကြီးပင်ဤပင်စီကိုပတ်ပြီးရွေလျားပြေးလွှားနေကြလေသည်။ကိုဗတ်တင်သည်အံအားသင်းလျက်ကြည်နေရာမှသတိဝင်လာကလောင်းလေလေးများအနီးသို့တိုးကပ်သွားပြီးပြေးလွှားနေသောလေဒဇင်းကိုညာလက်ဖြင့်ဖမ်းယူစုပ်ကိုင်လိုက်လေတော့၏။ ထိုအခါကြံလေတစင်းကပျောက်ွယ်သွားလေတော့သည်အိမ်မက်ထဲတွင်လေတစင်းပေးမည်ဟုပြောထားသည်ကိုလည်းသူတတိယမိလေ၏သူလည်းအတွင်းသို့ပါလာသောရွှေသင် ရွှေသားလောင်းလေကလေးကိုလာရောက်ပြီးကြည့်လိုက်ရာဝင်းလက်နေသော ရွှေလောင်းလေကလေးတစင်းဖြစ်နေလေသည်အရွယ်အစားမှတောင်စုံမြရှည်လျားပြီးလုံးပတ်ခွန်းလက်မခန့်ရှိသည်အလေးချိန်ကတော့တပိတ်သားလောင်းမှန်းဆရသည်၎င်း၏ပုံတရံသည်ပဂရိပြိုင်လောင်းလေပုံတရံအချိုးစားတိုင်းလက်ရမြောက်လာသည် သို့သောလော်တဲ့ကိုစီကိုင်းပြီးလှော်နေသောလေလော်သားများပါမလာတော့ပေ။သေးငယ်သောလူတူများဖန်ဆင်းထားသည်ဟုယူဆရပေသည်။ပျောက်ွယ်သွားပြီးဖြစ်ပေလိမ့်မည်။သူအိမ်မှထွက်လာစဉ်ကဆလွယ်သား၍လွယ်လာခဲ့သောတရေကွားနှင့်လောက်စလုံးထဲထားသောလွယ်ဤသေးသောရွှေလောင်းလေကလေးကိုထည့်လိုက်၏။ပြီးနောက်ကိုဘတင်သည်ရှင်းနောက်ဝဲရဘေးဘီတဝိုင်းနှင့်အပင်ပေါ်သို့အကဲခတ်၍ဝေ့ကြည့်လိုက်သည်။ဘာမှမထူးကြငြိမ်သက်နေသည်။ သူခြေတလန်းချင်းနောက်သို့နောက်ပြန်ဆုပ်၍မကြီးပင်ကြီးအောက်မှဖွက်လိုက်သည်တပင်ရိတ်ကင်းလော့သောလာရောင်အောက်အလင်းသို့ရောက်လာသောအခါမကြီးပင်ကြီးကိုတစ်ချက်ကြည့်၍ကြောခိုင်းလိုက်ပြီးရွာဘက်စီသို့ခြေလန်းကျကျင်းနှင့်ပြေးလူမတက်ပြန်လာလေ၏နောက်ဘက်မှဘာမြန်းလိုက်လာလိမ့်မလဲသို့မဟုတ်ရှေ့ဘက်ကဘာသားစီးများပေါ်လာလိမ့်မလဲဆိုရင်အတွင်းနှင့်ယင်တထိတ်ထိတ်ခုံကနောက်ကျောမလုံးရှေ့မလုံးနှင့်ဇောကျွေးများပြန်နေလေ၏ ဖရာတရားတန်က အာယုံထားကနောက်ကျောဘက်ကိုလှဲ့ကြည့်လှဲ့ကြည့်နဲ့ရွာဤနောက်ဖေးဘက်ကိုင်းထဲမှာလာလန်းအတိုင်းပြေးရလေတော့ဤသို့နေသူဤအေရှိယရွာလေပိုင်းသို့ရောက်ရှိလာလေသည်သူသည်ရွာဤခြံရုပ်ကိုကြော်၍ရွာလန်းသို့ဝင်လာဤသူသည်ခြံဝင်းတကားကိုဖွင့်၍အိမ်ဝင်းထဲသို့ဝင်လာပြီးအိမ်တကားရှိတွင်ရပ်လိုက်လေသည်တဲ့ရိတ်ဝါရဲကြောင့်လာရောင်ကကွက်တိကွက်ကြား သူအိမ်မှတိတ်တဆိတ်ထွက်လာခဲ့တဲ့ငါအိမ်တကားကို ပိတ်ထားခဲ့သည့်အတိုင်းလက်နှက်၍အတွင်းချက်ကိုဖွင့်လိုက်သည်တကားပြန်ပိတ်ချက်ထိုးပြီးအိမ်သားများအိမ်နေစဉ်အတန်မမီစေရန်အသားကလေးဝင်ခဲ့၏အိမ်ထဲသို့ရောက်သောအခါမိချင်းနှင့်ဖျောင်းနိုင်ကိုလက်နှင့်ဆမ်းပြီးယူလိုက်သည်ပြီးလေမိမထုံးသေးပဲကြမ်းပြင်ပေါ်နဲ့ပတ်လက်လန်ပြီးခဏအမောဖြေလိုက်သည်ခဏကြာလေမိချစ်ပြီးဖျောင်းနိုင်ကိုမိထုံးလိုက်သည်ချွေးရွှဲနေသောအင်ကြီးကိုချွတ်၍ချွဲတုပ်ပြီးအဝယ်လဲဝတ်လိုက်သည် ပြီးလျင်လွယ်ဤထဲမှထိုးစမ်းသည့်အရာဝတ္ထုကို ထုတ်ယူကြည့်ရှုလိုက်သည်ဖျောင်းနိုင်ပြီးအလင်းရောင်တွင်ရွှေလောင်းလေကလေးမှ ပြောင်းလဲဝင်းပါနေသည်ကိုဘတင်သည် ပြုံး၍ကြည်နေရာမှ၎င်းကို စက်ကူတန်းတန်းနှင့်ထုတ်သည်ပြီးလျင်လွယ်ဤထဲမှတရေကွားနှင့်လောက်စလုံးတို့ကို ထုတ်၍လွယ်အိတ်ကိုဖုံးခါသည်စကူနှင့်ထုတ်ထားသောရွှေလောင်းလေကလေးကိုလွယ်ဤတဲသို့ထဲ၍ရစ်ပတ်လိုက်ပြီးသူဤကိုပိုင်တက်တာတဲတွင် တေးကြသောထဲကတော့ခတ်ပြီးတင်ထားလိုက်လေတော့သည် ကိုဘတင်သည်သူ၏လှုပ်ဆောင်မှုကိုအောင်မြင်စွာအဆုံးသတ်နိုင်ပြီဖြစ်၍တပင်းရှိကိုဟူကနေမှုတ်ထုတ်လိုက်ပြီးအမောဖြီလိုက်၏ထို့နောက်ဖျားဝုတ်ပြူပြီးအိယာဝင်ခဲ့လေတော့သည် ထို့သောဖြစ်ခဲ့ပြီးနောက်6လမြကြာသော ကိုဘတင်တယောက်အလုတ်တစ်ခုလောက်ကင်ရာစိတ်ကူးပေါက်လာလေတော့သည်သူ၏အိမ်သားများရွာထဲသို့သွားနေကြသော တနေ့တွင်သူ၏တန်တစ်တာထဲမှရွှေလောင်းလေကလေးကိုထုတ်ယူကြည့်နေဘက်အလင်းရောင်ပြင်းမြင်ရသောအခါတွင် ရခင်ကအတိုင်းရွှေသင်ရွှေသားအသည့်ပြဝင်းဝါပြောင်းလဲနေ၏ ထို့နောက်ပြန်လဲထုတ်ပိုးပြီးငကိုအတိုင်းပြန်သိမ့်လိုက်ကစဉ်းစားတွေးတော့ပြန်လေဤပစ္စည်းလေးကိုထုခွဲပြီးအလုတ်လုတ်ရန်ကောင်းမလားဘာမှမလုတ်ပဲဒီအတိုင်းအကြာကြီးသိမ့်ထားရင်လဲအချိန်ကုန်ပြီးအလုတ်မဖြစ်အကျိုးမရှိအဲ့ဒီတော့ဒါကိုထုခွဲပြီးငွေဖြစ်လာလေရင်အ ਨੇ ဆုံးတော့အတိုးပိစာယုံနဲ့အလုတ်ဖြစ်နိုင်သေးသည်ဟုတ်ပါတယ်လေထုခွဲတာပဲကောင်းသည်ဟုတွေးပြီးဆုံးဖြတ်ချက်ချရင်တပြင်းမောကိုရှိုက်ထုတ်လိုက်လေ အင်းအခုအချိန်ကတည်းရောက်လာပြီးမှတော့အတိပေးတိုင်ပင်ရင်လည်းရလောက်ပြီထင်ပါတယ်အိမ်မက်အရာငါလက်ထဲကိုပစ္စည်းရောက်နေတာလေ6လတောင်ကျော်လာပြီပဲငါနှစ်မကိုအကျိုးအကြောင်းဖြစ်စဉ်တိုင်းပြောပြပြီးတိုင်ပင်ရင်ကောင်းမယ်ဖြစ်နိုင်လောက်ပါလေလေဟုတွေးမိသည်တို့ပြည့်၍သူဤညမနှင့်တူတူမတို့ရွာထဲမှပြန်လာကြသောအခါညမအပြူကြီးအားခြံနောက်တနေရာသို့ခေါ်၍ဖြစ်ချောင်းရဲ့ဂုံတွင်အလုံးစုံကိုဖွင့်ပြပြပြီးမောင်နှမနှစ်ယောက်တိုင်ပင်ကြလေသည်အကိုကြီးပြောတာတကယ်လား ညမကြားရတာအိမ်မက်မက်တလို့ပါပဲကိုကြီးရေဟာတကယ်ဘောဟာငါမဟုတ်ပဲပြောပါမလားဟာအဲ့ဒါဆိုရင်လည်းလွယ်ပါတယ်အကိုကြီးရဲ့ညမတို့နဲ့ရင်းနှီးတဲ့ရွှေဆိုင်မှာတွားရောင်းကြတာပေါ့ကိုကြီးဟာဤသို့ဖြင့်သူတို့မောင်နှမနှစ်ယောက်အိမ်ပေါ်သို့ပြန်တက်လာကြပြီးသူဤတစ်တားစီရာသို့တွားခဲ့ကြသည်ကိုဗတ်တင်ကတစ်တားကိုတွားဖွင့်လိုက်ပြီးလျင်သူသိမ်းသာသောပစ္စည်းကိုနှက်ယူဆွဲထုတ်လိုက်လေသည်ရင်ထဲတွင်ဒိန်းကနေခုံသွားတုံရင်သောလက်ဖြင့်လွယ်ဤထဲမှအရာဝတ္ထုကိုထုတ်ယူလိုက်၏ လက်ထဲတွင်ပါလာလိမ့်မည်သူတို့၏မျက်လုံးစုံကထောအရာဝတ္ထုပေါ်သို့စူးစိုက်ကြည့်နေရသည်ကိုဘသည်လက်များကတုံလာသည်သူသည်သူ၏လက်ထဲမှထုတ်ပေါ်လာသော စက်ကူကိုဖြည်လိုက်ရာဟာကနေဖြစ်သွားလေတော့သည်ယခင်အခါများကလိုအယောင်တွင်မဝင်းလက်တော့ဟိုက်သွားပါပြီကွာသွားပါပြီသွားပြီသွားပြီဟဲသွားပြီသွားပြီဟာသူတို့နှစ်ယောက်မြင်တွေ့လိုက်ရသည့်အရာမှာကမဲနဲ့မောင်းနေသောမိသွေးတုံးလောင်းလေကလေးဖြစ်နေလေတော့သည် အကိုကြီးရဲ့ဖြစ်မှဖြစ်ရလေအကိုကြီးရဲ့စိပစေတော့လေပြီးတော့ပါပြီစိတ်ခဲလဲထားမနေပါနဲ့တော့အကိုကြီးဟာဟိုတော့ကအကိုကြီးကိုပြောထားခဲ့တဲ့အိမ်မက်ထဲရလို့ဘသူ့ဘုံမှမပြောဘဲမတိုင်ပင်မဲ့ကို့ဘာသာကိုပြီးစီအောင်လုပ်ရမှာကိုအခုတော့အကိုကြီးဟာကိုနဲ့မထိုက်လို့မရတာလို့ပဲသဘောထားလိုက်ပါတော့သူဤညမကလည်းမျက်ရည်ဆိုးလေးရဲ့ပြောရှာလေလီအော်လောကရန်တရားသည်စမ်းကြယ်လေသောလှန်သန်းတတ်လေစွာတကားဟူ၍စပွဲပေါ်တွင်တင်နာသောလောင်းလေပုံစံမိသွေးတုံးလေကလေးမှာ နောက်တနေ့တွင်ရိုးရိုးမိသွေးတုံးတစ်ခုဖြစ်သွားလေတော့သည်အဆုံးထိနားဆင်အားပေးခဲ့ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like လေးနှိပ်ထားခဲ့ပြီးတော့ကျွန်တော်နဲ့ဆောင်းအောင်မြတ် channel ကိုလည်း subscribe လေးနှိပ်ခဲ့ပေးပါအောင်ခင်ဗျာအခုလိုပဲထူးခြားတွေများပြည့်အပ်ဆန်းကျဲအကြောင်းအရာတွေကိုတရက်ချားစီတကာပုံမှန်တင်ဆက်ပေးနေလို့ဆောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ